အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်လမ်မရောမောင်ယူဥကြကြဆူပြောနေကြလမ်မရောမောင်ယူပြောပြတဲ့စကားဝိုင်းလေးမှာပြောခြင်းနဲ့ခေါင်းစဉ်ကတော့အာဆီယံအကြောင်းပါပါလီဆိုတဲ့ခေါင်းစဉ်မှာပဲအဲ့တော့ဒီခေါင်းစဉ်လေးကျွန်တော်ဘာဖြစ်လို့ပြောခြင်းလဲဆိုတော့ကျွန်တော်အစမြင်တက်သူကြီးတခုမှာ စစ်ဘူးတော့ဒီအာဆီယံအကြောင်းနဲ့ပတ်သက်လို့လေ့လာမှုလေးတွေစာရန်လေးတွေမလုပ်ရပါဘူး။ဒီအခြေခံပေါ်မူတည်ပြီးတော့ကျွန်တော်မပြောချင်လို့ဒီကောင်းစဉ်လေးရွေးတာပါ။အခုပြုလုပ်နေတဲ့အာဆီယံဆမ်မစ်အစည်းအဝေးနဲ့လဲတိုက်ဆိုင်တာတော့လဲတိုက်ဆိုင်မှုပါပဲဗျာ။ဒါတော့မရည်ရွယ်ပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဘလို့တွေခွဲခြားဆက်ဆံပြီးတော့ဘလို့တွေ ဖြစ်ရတယ်ပြေးလေဆိုတာတော့အာလုံးတပီဖြစ်ပါပဲဒါကျွန်တော်အမြင်မှာအဲ့တော့အာဆီယံအကြောင်းပြန်ပြောမယ်ဆိုရင်အာဆီယံဆိုတာကဒေတာအတွင်းအဖွဲ့အစည်းတစ်ခုလို့ရေဘူးရပြောလို့ရပါမယ်ကျွန်တော်ကတရေမမမူးလို့ပြောချင်တာဗျဒေတာအတွင်းအဖွဲ့အစည်းအနေနဲ့ ဒီကနေ့ကမ္ဘာမျက်မှောက်ကမ္ဘာနိုင်ငံတကာဆက်ဆံရေးမှာဒေတာရင်းအဖွဲ့အစည်းတွေဒီကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေဒါလက်ခံပါတယ်ဒါပေမဲ့အာဆီယံဆိုတာအဖွဲ့အစည်းကိုတော့ကျွန်တော်သတိမမှန်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဒေတာရဲ့အကျိုးစီးပွားဆိုတာတဲ့အင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားအတွက်ပေါ်ပေါက်လာတဲ့ ဒေတာတွင်အဖွဲ့အစည်းလို့တပိုင်းကမြင်လဲမငင်းနိုင်ဘူးလို့ကျွန်တော်ထင်တယ်။ဒါဖြစ်လို့လဲဆိုတော့ဒုတိယကမ္ဘာစစ်ပြီးစေးကာလမှာကျွန်တော်တို့တစ်ဖက်ကကွန်မြူနတီနိုင်ငံတွေရဲ့ကွန်မြူနတီဝါဒတိုးချဲ့မှုကိုခုခံကာကွယ်ဖို့တားဆီးဖို့ပိတ်ဆို့ဖို့အရင်ရှင်နိုင်ငံကြီးတွေဒီဘူးက ပေါ့ဗျာအိုက်ခစ်ကာလအခေါ်ဆိုအရှိအုပ်စုရဲ့ကွန်မြူနစ်တို့ပေါ့မူအနောက်အုပ်စုရဲ့အရင်ရှင်နှစ်ကကျွန်တော်တားဆီးဖို့ကြိုးစားရတဲ့ဒီအဖွဲ့ပေါ်လာတယ်လို့ကျွန်တော်ကအဲ့လိုဖြတ်ပြီးတော့မြင်တယ်ဗျမြင်တယ်အာဆီယံဖောင်ဒါတွေကိုကြည့်လိုက်ရင်သိတာပါပဲနိုင်ငံနာမည်တွေတော့မပြောတော့ပါဘူးပြောတော့အဲ့တော့ဒီလို စေးတဲ့ဘဝကလာယူဝါဒတဲ့ဘဝကလာမှာတစ်ဖက်နဲ့တစ်ဖက် community နဲ့ရင်းရှင်တို့ရဲ့အကျိုးစီးပွားတွေကိုတိုးချဲ့ကြရင်နဲ့ဖြစ်ပေါ်လာတဲ့အဖွဲ့အစည်းတို့ပြောရတာဖြစ်ပါလေအဲ့တော့သတိမမနဲ့ဒီလိုတို့စုပဲကိုယ်စုပဲအကျိုးစီးပွားရင်းနဲ့ပွဲစည်းလာတဲ့အသင်းဖြစ်တဲ့အတွက်ဒီနေ့ဒီချိန်မှာဘယ်လောက်ပဲ ဒေတာအတွက်နိုင်ငံအတွက်ဘာအတိုက်ဝန်းဒီအာဆီယံအတိုက်ဝန်းအဲယဉ်ကျေးမှုအတိုက်ဝန်းအဲလုံခြုံရေးအတိုက်ဝန်းစီးပွားရေးအတိုက်အသင်း free trade area ဘာညာပေါ့ဗျာနောက်ပိတ်ဆုံး nuclear ကိမဲ့ဆုံးပြဒီဟာလေးရှိဘလို့ပဲဒေတာအတွင်းဒေတာအကျိုးစီးပွားလို့ဆိုပေမဲ့အဆုံးတန်တော့အင်အားကြီးနိုင်ငံတွေရဲ့အာဆန်နဲ့အပြိုင်နဲ့ကိုင်းကြီးတခုလို့ပဲကျွန်တော်မြင်တယ်မြင်တယ် ီကနေ့မျက်စိမျက်မှောက်ခဲ့ကာလအချိန်တွေမှာလည်းအလုံးသိတဲ့အတိုင်းမှာပဲ Indo Pacific အယူနဲ့အာဆီယံရဲ့အခန်းကဏ္ဍကိုလေ့လာကြည့်ရင်ပိုပြီးတင်းတင်းရှားရှားသိမှာပါသိမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီချိန်အထိရောသတိမမှန်ခဲ့လို့ဒီနေ့ဒီနေ့ချိန်ကြီးရောဆောင်းရွက်ချက်တွေကိုပြန်ကြည့်မယ်ဆိုရင် ာပို့ပြီးတော့ထင်းထင်းရှားရှားတွေ့လာပါတယ်တပည့်တို့ကထင်းထင်းရှားရှားတွေ့လာပါတယ်ကျွန်တော်တို့အင်အားကြီးနိုင်ငံတွေရဲ့အင်အားပြည်ရာနိုင်ငံတွေဖြစ်တဲ့အတွက်မူလကတည်းကမှသမိုင်းနောက်ခံရင်ကျေးမှုနောက်ခံဘာသာရေးနောက်ခံရေမြေနောက်ခံမတူတဲ့နိုင်ငံနေနဲ့စုဖွဲ့ထားတဲ့အခုနောက်ဆုံး ဒီမိုလက်စတရောပါဆို17နိုင်ငံပေါ့ဗျာဒီ17နိုင်ငံကငကူနေရမှာမတူတဲ့နိုင်ငံဒေသတွင်းနိုင်ငံတွေအတွက်ကျိုးသူအတွက်ဒေသတွင်းကျိုးသူအဖွဲ့တဲ့အချိန်မှာဒီလိုတရေမမှန်မင်းနဲ့ခုချိန်ထိထပ်ပြီးတော့ဒီ PR တွေရှိနေတဲ့ဒီအဖွဲ့အစည်းကြီးကကျွန်တော်တို့မြန်မာနိုင်ငံကိုခွဲခြားဆက်ဆံတယ်လို့ကျွန်တော်အနေနဲ့ခံစားရပါတယ် အမှန်တကယ်ပါလဲဒေတာအတွင်းအကျိုးစီးပွားအတွက်နိုင်ငံဒေတာပြည်နိုင်ငံတွေအကျိုးစီးပွားဆိုတာရှေ့ရှုတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ခွဲခြားဆက်ဆံကြမလို့ပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်နိုင်ငံရည်မြတောက်တောင်တဘာဝလွတ်လာရေးနဲ့အတူပေါ်ပေါ်လာခဲ့တဲ့ပြည်တွင်းလက်နက်ကင်ပြိပခါတွေအယူဝါဒကြီးဟာပြိပခါကြီးလူမျိုးပြိပခါတွေဒါတွေနဲ့ပထဝီနိုင်ငံဆိုင်ရာ အကျိုးစီးပွားတွေဒါတွေနဲ့ဒုံးထွင်နေကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့နိုင်ငံအမျိုးသားကျိုးစီးပွားတွေကျွန်တော်တို့ကြိုက်ညီတဲ့မူဝါဒလမ်းစဉ်အစိုးရနဲ့တွားနေတာပါဒါကိုတန်းညီပြီးတော့မူလသဘောတူညီချက်ဖြစ်တဲ့ကျွန်တော်တို့အာဆီယံရဲ့ consensus လို့ခေါ်မလားမြောက်သဘောတူတနေငယ်တနေငယ်ပြည်တွင်းမဆွတ်ဖေးစတဲ့ ဆန့်ကျင်ပြီးတော့မူလို့ဆန့်ကျင်ပြီးတော့ကွဲခြားဆက်ဆံကနေရဒါအာဆီယံကကျွန်တော်အနေနဲ့ဆက်ဆံอยู่ကျွန်တော်အနေနဲ့အာတန်တရားရှိပါတယ်ဒီလိုပဲမြင်ပါတယ်ကျွန်တော်ဒါကြောင့်မလို့ဒီနေ့ဒီချိန်အတိကျွန်တော်တို့နိုင်ငံရဲ့လက်ရှိနိုင်ငံရေးကိုဖြည့်ရှင်းရတဲ့အချိန်မှာပုံမှန်ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ဥပုံဆောင်ရမှုတွေကိုဒေတာတွင်းနိုင်ငံနေရဲ့မိဝေမပြက်သဘောထားမှန်ကန်စွာနဲ့တည်တဲ့ပုံမူပြီးတော့နားလည်မှုရှိစွာပူပေါင်းဆောင်ရွက်ချင်းကသာလျင်ဒေတာတွင်းမိတ်ဆွေနိုင်ငံဒီပီတတဲ့အဖွဲ့အစည်းကြီးရွေကျက်မှန်တဲ့အဖွဲ့အစည်းကြီးဖြစ်လာပါလိမ့်မယ်ဒီလိုဖြစ်လာအောင်လဲ 조사ကြပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်လို့ပြောရင်လည်းနေကုန်ချုပ်ပါတယ်အောင်ကျေးဇူးပါ Mission Boys.